ကဲမင်္ဂလာပါမင်္ဂလာပါအမျိုးလူကြီးနော်ဇာမိတ်ဆွေများအားလုံးမင်္ဂလာပါလို့နော်မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေဟုတ်လားကောင်းမွန်ကြကြလို့ဖြစ်ကြပါစေနော်ကဲမနေ့ဖြစ်ရမယ်ဆရာတို့ဖွင့်ပွဲအတွက်အောင်ပွဲလေးတွေနဲ့အပိုင်ယူကြလို့လို့နော်အောင်ပွဲလေးနဲ့ကြိုင်လိုက်ကြသူဟုတ်လား အဲ့တော့ဆရာဟိုတနေ့ကညနေပိုင်းမှာနှစ်လေးဆိုပြီးတော့ဆရာပေးခဲ့တာမှတ်မိတယ်နော်မိတ်ဆွေတို့နှစ်ကြိမ်ထိုးရမှာနော်ဟဲ့လားဒီမှာထွက်ရင်ထွက်ရင်မထွက်ရင်ဒီမှာညနေပိုင်းဒဲနော်ဒီမှာအဲ့ site လေးမိတ်ဆွေမိတ်ဆွေတို့ကိုဆရာပြခဲ့ပြီပြီနော်မှတ်မိပါလားဟဲ့လားဒီမှာလေး338 6ကပေါင်းချင်း4ဒီကောင်ပေါင်းချင်း5ဒီကောင်ကပြိတ်ဒီကောင်က4เนาะအဲ့တော့ လေးပိုင်းကိုပြိငါနဲ့တပင်ကြော်ပြီးတော့ဒီမှာကြာဆိုတော့ဒီနှစ်ရက်အတွင်းပေါ့နော်ဒီမှာညနေပိုင်းနေထွက်တာနော်လေးပိုင်းကိုပြိငါနဲ့ဆိုတော့လေးတစ်ပေါ့နော်ဒီနှစ်ကွက်မှာထွက်ပေါ့ဟာလာညနေပိုင်းမှာကဲအဲ့ဒီကနေပြီးတခါဒီမှာထွက်ပြီနော်ဒီသုံးလုံးပေါင်းရင်ရှစ်ရှစ်ပိုင်းကိုဒီကောင်ပြိကိုးနဲ့နော်ဒီနှစ်ကြိမ်မှာထွက်မယ်ဆိုတော့သူကဒီမှာထွက်တယ်နော်ဟုတ်ပြီနော်နှစ်ကြိမ်နောက်တခါဒီသုံးလုံးပေါင်းရင်ငါရှစ်ရှစ်ကိုပေါင်းရင်ငါဒီကောင်ပေါင်းရင်ခွန် ဟာလားပရိကခွန်9ဘိုင်ပရိခွန်လဲဆိုတော့2ဒီ2ကြိမ်မှာထွက်မယ်ဒီမှာအပေါ်မှာထွက်တယ်နော်ကဲဒါဆိုရင်ဒီမှာ4ဘိုင်ပရိ6နဲ့ဟာဒီ2ကြိမ်မှာလို့ဆရာပြခဲ့တယ်နော်အဲ့တော့မနေ့ဖြန်ကိုအခုလဲဆရာပြမှာအဲ့ဒီ4နှစ်ပဲနော်အဲ့တော့ဒီကောင်ကအနေ့ဖြန်ကိုနေကုန်ထိုးရမယ်ကဏ္ဍတစ်ကွက်က4နှစ်နော်အခုမနေ့ထက်စထိုးရမှာနော်အခုမနေ့ထက်ဒီမှာဆိုက်ကရှိနေတယ်အဲ့တော့အခုဒီညကိုဆရာကဘယ်လိုလဲဆိုတော့ဟွာလေ3ကွက် တင်ပြီးမယ်ဟာလား၃ခုအဲ့ဒီ၄နှစ်ကတော့ main ပေါ့နော်၄နှစ်ကတော့ main ၄နှစ်ကတော့ main main ကိုအဲ့ဒီမှာနောက်နှစ်ခွက်ကအရင်နှစ်ခွက်ပေါ့နော်အကြိုက်ဆုံးကတော့ဒီက main ကတော့၄နှစ်ပဲဟာလားအဲ့ဒါလေးဒီအခုဒီမှာ site ကဘယ်နှ site လဲဆိုတော့ဒီဘက်က2 site နော်ဒီမှာက3 site ဟာလားဒီဘက်က2 site ဒီမှာက3 site ဆိုတော့ခဏ၃ခွက် site 2 site ကိုခဏ၃ခွက်တင်ပြီးမယ်အခုဒီ site ကိုပေါ့နော်ဒီ site ကတော့ဒါပြီးခဲ့တဲ့ပတ်တည်းကဆရာပြောထားခဲ့တာကဒီမှာဒီနှစ်ကြိတ်မှာထွက်ရမယ်နော်အဲ့ဒါ လေးပိုင်းနဲ့ပရိတ်6ဆိုတော့နှစ်လေးပေါ့ဟုတ်တာလားနော်အဲ့တော့ညနေပိုင်းမှာဆက်ထိုးမယ်နောက်တစ်ခုကညနေဘက်ကိုဆရာဒီမှာဒီသားလေးမှာအပင်တူလေးမှာဆရာတွေ့ထားတဲ့တခွက်ရှိတယ်တခွက်ကောင်းလေနော်အဲ့ဒီတခွက်ပါတင်ပေးမယ်ညနေဘက်ကိုအဲ့ဒီခွက်ထပ်တင်မယ်တခွက်ဖြစ်မှာနှစ်ခွက်ဖြစ်မှာထပ်ရှာကြည့်ဦးမယ်နော်အဲ့ဒီလေးနှစ်ကတော့မနေ့ကင်ထွက်သွားရင်တော့ပြီးပြီပေါ့နော်ခဲကြီးမထွက်ခဲ့ရင်တော့ဟာလားညနေပိုင်းကိုအဲ့ဒီနှစ်လေးရဲ့ဒီရကနန်းတခွက်ရဲ့နောက်ထပ်ရှာကြည့်ဦးမယ်ထပ်တွေ့ရင်ကနန်း၃ခွက်တော့ထပ်ဖြစ်မယ်ပေါ့ဟာလားညနေပိုင်းကိုလေနော်အခုတခွက်ကတော့ ဒီမှာတွေ့ထားပြီဒါမှဒီကဏ္ဍလိုနေတယ်မနေ့ပိုင်းထွက်မဲ့ကဏ္ဍလိုနေတဲ့အတွက်ဒီနေရာမှာ तू ကဖမ်းလို့မရသေးဘူးเนาะဟုတ်လားအဲ့ဒါဆိုတော့နှစ်ပြင်းညနေဦးစရာထပ်တင်ပြီးမှဟုတ်လားဒီဘက်ကတဆက်เนาะညာတော့ဒီဆိုက်ကိုတော်တော်ကြိုက်တယ်เนาะတွေ့ကြတာတခုကလည်းမနေ့ပိုင်းမှာမနေ့ခင်ပိုင်းမှာပေါ့เนาะတဘောကအဲ့နှစ်လေးဒီကျင်းတီပေါ့တဲ့ချင်းလာလိမ့်မယ်ဟုတ်လားဂျန်နာနဲ့ချင်းထွက်လာရင်တော့မသိဘူးပေါ့เนาะကဲဒါဆိုရင်ဒီမှာကြည့်မယ် ီဘက်ဆိုင်နဲ့ဆိုင်ကိုအရင်ပြရမှာဟုတ်လားနော်ဒီနှစ်ဆိုင်ကိုအရင်ပြရမယ်ဆိုတာကဘယ်လိုသွားမလဲဆိုတော့ခဏလေးဟောဒီမှာခွန်ရှစ်တဲ့နော်ဒါတစ်တဲ့နော်ခွန်ရှစ်တဲ့ပေါင်းခြင်းဒီ6ဟုတ်ပြီနော်အဲ့ဒီကနေပြီးတော့ဒီဒီပင်ကြော်မယ်ဟုတ်လားနော်ဒီဒီပင်ကြော်မယ်ဒီမှာ493ဟုတ်လား493ပေါင်းခြင်းဒီလေ6ပဲ အဲ့ဒါပြီးတော့တခါအခုဒီတပင်ကြော်မှာပေါ့နော်ဒီတပင်ကြော်မှာဆိုတော့ဒီကောင်6ဖြစ်အောင်ဆိုရင်ဗာထိတ်ဝင်မလဲနေ့ဒီကောင်6ဖြစ်အောင်ဆိုရင်ဒါကဇာတ်လို့3ထိတ်လို့တလုံးရနော်ဒီမှာ3ထိတ်လို့တလုံးထည့်မှာဟဟဟဒါ3ထိတ်တလုံးပြီးတော့ဒါဆိုရင်ဒီမှာ6လို့ရနော်နောက်တစ်ခုကအဲ့တော့ဒီ3လုံး6လို့ဖြစ်တာ ਨੇ ဒီနှလုံးဒီခွန်လို့သူကရိုက်တယ်အဲ့တော့ဒီ3လုံး6ဒီနှလုံးခွန်ဟုတ်ပြီနော် အပွား၃လုံးဒီ၃လုံး၆ဒီနှလုံးခွန်ဒီတပင်ကြော်မှာဒီ၃လုံးဒီ၆ဖြစ်ဖို့၃ထိတ်เนาะဒါဒီနှလုံးဒီလည်းခွန်မယ်ဟုတ်ပြီเนาะ၆ခွန်၆၆ခွန်၆ခွန်လို့သူရိုက်တယ်ဟုတ်ပြီเนาะဒီနှလုံးဒီလည်းခွန်မယ်ဟာ၃လုံး၆နှလုံးခွန်၃လုံး၆နှလုံးခွန်ဒီတပင်ထက်ကြော်မယ်ဒီ၃လုံး၆ဖြစ်အောင်၃ထိတ်ဒီနှလုံးခွန်ဖြစ်အောင်လေးပဲတဲ့34လို့တော့ကြာပြီ ဟုတ်ပြီနော်3 4လို့တခွဲရရဟဲ့လားအဲ့တော့အဲ့ဒီခဏတခွဲပါမယ်ကဲဒါဆိုရင်ဒီမှာနောက်တစ်ဆက်နောက်တစ်ခုကြည့်မယ်နော်ဒီခေါင်းအပူကြီးနော်ဒါပြောလို့မတတ်ဘူးသူဖြစ်ချင်လဲဖြစ်သွားနိုင်တယ်ဘောဟုတ်တယ်လားလျှော့တော့တွက်လို့မရအောင်အဲ့ဒါကောင်တော့ရန်ရုံပါရန်တော့ပဲနော်ဒီခေါင်းတော့အရန်တော့ပဲဒါဆက်အိရဆရာပြပြီးတော့တိတ်တော့မကြိုက်လှဘူးဘောနော်ဒါမင်းဒီကောင်အရင်ဘာဖြစ်လို့ဆိုဒီမှာအပေါ်မှာ၄တုံရလို့ရှိထားတဲ့အတွက်၄ဘရိတ်လीဟုတ်တယ်၄ဘရိတ်ရှိထားတဲ့အတွက်သူကထပ်ပြီး၄လို့ပြန်ဖြစ်လာရင်နောက်ဒီမှာကလည်း ူးထားတယ်ဆိုတော့ဒီကောင်ပြောလို့မတတ်ဘူးเนาะအဲ့တော့ဘယ်လိုလာမလဲဆိုတော့အခါကျတော့ဒီမှာ၄၈ဒီနှလုံးပေါင်းခြင်းဒီနှစ်အဲ့ဒီနှစ်ဒီဒီမှာနှစ်ပရိတ်တဲ့ဒါကပရိတ်เนาะဒါကပရိတ်နော်ဒီနှလုံးပေါင်းနှစ်ဒီဒီမှာပရိတ်ဆိုတော့တစ်တစ်လို့ကြာเนาะခင်ဗျာဆိုနောက်တစ်ပုံစက်ကြည့်မယ်သူက၄ပင်တခါဒါ၄ပင်တခါကိုဒါဆို၃ပင်ကိုပေါ့เนาะ ဒီနှလုံးပေါင်းခြင်းဒီကိုဟဲ့လားအဲ့ဒီကိုဒီဒီမှာကိုပရိတ်တပင်ကျော်မှာကြာတာနော်ဒီတပင်ကျော်မှာဒီနှစ်ဒီတပင်ကျော်ဝိဒီမှာနှစ်ပရိတ်ဒီကိုဒီတပင်ကျော်ဝိဒီမှာကိုပရိတ်နော်ဒါကိုပရိတ်ဒါကပရိတ်ဆိုတော့တခါနောက်တစ်ခုကြည့်မယ်အခုအခုပေါ့နော်ဒီမနေ့ဖြစ်အောင်ဒီမှာရှစ်၆ပေါင်းခြင်းဒီလေးအဲ့ဒီလေးဒီတဲ့ဒီမှာဒီတပင်ကျော်ဝိဒီနေရာမှာပေါ့နော်ဒါလေးပရိတ်တဲ့ ။ဟောဒါပရိတ်။ဆိုင်လေးကကောင်းပါလေသူလေး short တွက်လို့မရဘူးဗောနော်လေပရိတ်တဲ့ဟုတ်လား။အဲ့တော့သူကပေးတာလေပရိတ်ဒီနှစ်ဒီတပင်ကျော်ကြီးနှစ်ပရိတ်ဒီကိုးဒီတပင်ကျော်ကြီးကိုးပရိတ်အဲ့တော့ဒီလေးဒီတပင်ကျော်ကြီးဒီမှာလေပရိတ်လို့ပြန်ကြမယ်။ဗောနော်လေပရိတ်ကြတဲ့နေရာအဲ့နေရာမှာဆရာတကူဘလူယူထားလဲဆိုတော့အဲ့တော့ဒီနှစ်ဒီရဲ့ဒီမှာတပင်ကျော်ကြီးနှစ်ပရိတ်လို့ဖြစ်တာ ਨੇ ဖြစ်ပြီးတော့ဒီနှလုံးကဒီမှာရှစ်ရှိတယ်ရှစ်ရဲ့နတ်ခတ်ဒီ တစ်ဆိုကတွားပြီးတော့အပိတ်ထည့်တာနော်သူ့ရဲ့နှက်ခပိတ်ထားတယ်အဲ့တော့ဒီကနှက်ခဒီမှာအပိတ်ရှိတယ်ပေါ့နော်အဲ့တော့တစ်လို့ပိတ်လိုက်တော့ဒီမှာဗရိတ်နှင်းနေဆိုတာတစ်တစ်ဆိုတဲ့ကဏ္ဍသူတစ်ခွက်ဖြစ်လာတယ်ပေါ့နော်ဟာလေတစ်တစ်လို့ဖြစ်သွားတယ်ပေါ့ကဲဒါဆိုရင်ဒီကိုဒီကိုကြောင်းတဲ့တပင်ကြော်ပြီးဒီမှာဗရိတ်ကိုဖြစ်ရမယ်ဗရိတ်ကိုဖြစ်တဲ့နေရာမှာဒီကမြန်မာကိုပိတ်ထားတယ်ကိုနှက်ခဒီ6ဆိုပြီးတော့ဒီမှာ6ပိတ်ထည့်လိုက်တယ် အဲ့တော့6ဘိတ်ထည့်ပြီးတော့6ဘိတ်ထည့်လိုက်တော့ဒီမှာဗရိတ်9နဲ့ဆိုတဲ့အခါကျတော့3 6ဆိုသူတခွက်လေးသူပေးတာဟုတ်ပြီနော်ကဲဒါဆိုရင်အခုဒီ၄ဒီဒီမှာဗရိတ်၄လို့ဖြေရမယ်အဲ့ဒီနေရာမှာဒီမှာ3ညလို့ပိတ်ထားတယ်အဲ့တော့3ညရဲ့နက်ခွန်လို့ပိတ်လိုက်မယ်ဆိုရင်ဗရိတ်၄နဲ့ဆိုတော့ပါထည့်မယ်ခွန်ခွန်ဆိုတဲ့ကဏ္ဍတခွက်ထည့်သူကကြာခွန်ခွန်နဲ့လုံးလို့ဘူး 哦，什么空空的，你当然那个空路背，底下不得连的，说空空的，跟那，哎，跟那那个，喏，底跟那那个，土没，啊，底跟那那个，是啊，再从啊，可能那里边喏，啊，底跟那那个个一样太嘛，哈啦，把比如说底空的呀，底底嘛，东里啊，带钱多来的哩，好的，带钱多来，里边个里头龙啊，没空的哩那边，喏，把比如说什么子，底那龙空，喏，底那龙空，底那龙空，底那龙空。 ဒီနှလုံးခွန်လို့ဖြစ်မှာဆိုဟာဒီမှာလေးတလုံးဒီဒီပိတ်ပြီးရတာဒါကတဆက်နော်ကဲထားဒီဘက်မှာဒီဘက်ဆိုက်ကြည့်ရမစရာတော့ဒီဆိုက်ကိုတော်တော်ကြိုက်မရှိဘူးကြီးဘယ်ကောင်တိကြတယ်ဒီဆိုက်အလုပ်လုပ်လိုက်ဘယ်လိုလုံးလဲတော့မသိဘူးပေါ့နော်ဆရာကြိုက်တာကိုပြောတာနော်ဒါမေးကြည့်လို့ကြိုက်ကြမှာကြိုက်မှာပေါ့ဟုတ်တယ်လားကိုကြိုက်တယ်ကိုယူပေါ့နော်ဒါကတော့ကိုသဘောလေးဒီမှာ3 9နှစ်ပေါင်းခြင်းဒီဘယ်လောက်လဲ4 ဟုတ်ပြီနော်ဒီ၄ကြောင်းနဲ့ဒီမှာဒီ၃လုံးစီထပ်ပြီး၄လို့ပြန်ထည့်တယ်တွေ့လားဟုတ်ပြီနော်ဒီ၃လုံး၄ကြောင်းဒီ၄လုံးစီ၄လို့ပြန်ထည့်တာဟုတ်ပြီနော်ကဲဒါဆိုရင်ဒီမှာထပ်ကြည့်မယ်ဒီမှာ၈နဲ့၆၃လုံးပေါင်းခြင်းစီ6တဲ့ရှင်းလေးချောက်၃လုံးပေါင်းချောက်ဒီ၃လုံး6ကြောင်းနဲ့ဒီ၃လုံးဒီလေ6လို့သူပြန်ထည့်တယ်တဲ့။ဩော်ဒီလား ဒီလေးကိုဒီလေးထည့်တယ်အဒီသုံးလုံးလေးကိုဒီသုံးလုံးလေးလို့ပြန်ထည့်တယ်ဒီသုံးလုံး6ကိုဒီသုံးလုံး6လို့ပြန်ရိုက်တယ်ကဲအဲ့တော့အဲ့လိုရိုက်ထားပြီးတော့သူဘာတွေလောက်လာလဲဆိုတော့ကျတော့လေးလေးလုံးသွားမယ်အဲ့တော့ဒီလေးကိုဒီလေးလို့ပြီးတာနဲ့တဲ့အဲ့လိုနှလုံးဆက်လိုက်တာနဲ့ပေါ့နော်ဒီမှာလေးလေးလို့တူလိုက်တာနဲ့ဒီမှာဒီသုံးလုံးဒီသူကလေးလို့ပဲပြန်ထည့်ရမယ်ဟောအဲ့သုံးလုံးဒီလေးလို့ပဲပြန်ထည့်ရမယ် ဒါဆိုတော့ဒီမှာတစ်လို့ရှိတယ်နှစ်ကိုတစ်လို့ရှိချင်းအောင်သုံးထိတ်လို့ဝင်တာဟုတ်ပြီနော်ကဲဒါဆိုရင်နောက်တစ်ပြင်ကြည့်မယ်ဒီ6ကိုဒီ6လို့ထည့်ပြီထည့်ပြီတော့လေအဲ့တော့ဒီ6ကိုဒီ6လို့ထည့်ပြီじゃねဒီသုံးလုံးကြီးလည်းသူက6လို့ပဲပြန်ထည့်ပြီးရမှာဟုတ်ပြီနော်အဲ့သုံးလုံးကြီးလည်း6လို့ပဲပြန်ထည့်ပြီးရမှာဆိုရင်ဒီမှာ၄တုံညာနှစ်လို့ရှိခြင်းကြောင့်အပေါ်၄တုံညာနှလုံးပေါင်း၄လို့ရှိခြင်းကြောင့်အဲ့ဒီမှာနှစ်ထိတ်ဆိုပြီးအော်တိုဝင်ရမယ်။ဟုတ်ကဲ့တကယ်တမ်းဆိုရင် ဒါဆိုရင်ဒီ6ကိုဒီ6လို့ဖြစ်ပြီးじゃんねဒီ6လို့ရိုက်တွေ့လားဒီ4ကိုဒီ4လို့ရိုက်ပြီးじゃんねဒီ3ကို4လို့ထည့်တာဟုတ်ဘူးเนาะ3ချက်4ချက်သွားပါအဲ့တော့အဲ့လို4ပြီးတာ ਨੇ တဲ့ဒီ4ကြောင့်ဒီ3ကို4လို့ရိုက်လိုက်တာ ਨੇ ဒီ3လုံးဒီ4အဲ့ဒီလို4ပြီးတာ ਨੇ တဲ့ဒီမှာကြည့်အဲ့ဒီလိုပြန်ထည့်လိုက်မယ်เนาะဒါမိတ်ဆွေတို့ရှုပ်ဟိုအဲ့ရှုပ်ဝါမစီရှုပ်ဝါမဆိုကြဟုတ်လားဒီမှာဒီလေးလုံးကြီးလေးလို့ပဲပြန်ထည့်ရမယ်တဲ့ဒီမှာ နှစ်ငါးတစ်6လာနှင်းငါ6က3တင့်နဲ့ပေါင်းရင်4ပဲတဲ့ဟောဒီမှာအဲ့တော့4ဒီမှာ3ချက်ဒီမှာ4 4ချက်နဲ့သွားခေါ်ပြီနော်4ယူ4ချက်နဲ့သွားဟာအဲ့တော့ဒီ4ကိုဒီ4လို့ထည့်ထည့်ပြီးကြတယ်ဒီ3လုံး4ဖြစ်ဖြစ်ပြီးကြတယ်ဒီ4လုံးဒီ4လို့ပြန်ထည့်ဒါဆိုရင်3 6ဆိုပြီးအော်တိုတော့ခေါ်တဲ့သူဝင်လာခေါ်ပြီနော်ဒါဆိုရင်အခုဒီပွဲကိုကြည့်အောင် ဲ့တော့ဒီမှာ6ကိုဒီ6လို့ထည့်ထားပြီနော်သူထည့်လိုက်ပြီအဲ့ဒါကဒို့ကိုဟိုနာဖို့ပဲသူပေးလာတာလားဒါမှမဟုတ်ရင်ကွက်တီပဲသူကြားမှာဒါတော့နှစ်ကျင်ကြားခေါ်တာပေါ့နော်နှစ်ပင်ဝင်မှသူကချုပ်ပြီးတော့ဒီအပေါ်ကဒီကောင်နဲ့ပေါ့ဒီကောင်ဒီကောင်ကြောင့်နော်ဒီ6ဒီမှာ6လို့ထည့်လို့တို့ကယူအားမှာဟုတ်တယ်နော်အဲ့တော့ဒီမှာဒီ6ကိုဒီ6လို့ပြီးတာ ਨੇ တဲ့ဒီ36ပြင်အောင်ဒီမှာနှစ်ထည့်လို့ရတယ်အဲ့ဒီနေရာမှာဒါဆိုရင်63ရဲ့ဒီလေးလုံးစီလေသူက6လို့ပဲထည့်ရမယ်တဲ့ မှန်ဆိုတော့ဒီမှာ၄၅၃ဟာပါရှိနှစ်လို့ရှိတာဟုတ်ပြီနော်ဒီမှာ၄၅၃ဟာနှစ်လို့ရှိခြင်းကြောင့်လို့6ပြောင်းဆိုလို့ရှိရင်ဇာတို့ဗာထည့်မယ်၄တလုံးထပ်ပိတ်ပြီးရမယ်ဟောအဲ့တော့၄တလုံးကမိန်နေပြန်၄ပိုင်နော်၄ပိုင်၄ပိုင်နော်လက်ပြန်၄တလုံးကမိန်ကဲဒါဒီမှာလည်း၄ပိတ်ရတယ်နော်ဒီမှာလည်း၄ပိတ်တလုံးတီးတီးကြလာသလိုဟာဒီမှာကလည်းခုနကတော့ဟာဒီခွန်ဒီမှာခွန်ဒီမှာခွန်သူက ဘယ်နှကြိမ်အောင်ရှိပြီလဲဆိုတော့မိတ်ဆွေတို့စဉ်းစားကြည့်ဒီထဲမှာတစ်ကြိမ်နော်ဒီခွန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 ်ဟာလားဒီမှာခွန်၄ကြိမ်ကြာပြီတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်၄ကြိမ်ဒါနဲ့ဆို၅ကြိမ်ပေါ့နော်သူကလည်းအဲ့လိုခွန်ခွန်နဲ့ပေးလာတာလည်းလေးတလုံးအပိတ်ရှိတာဟုတ်ပြီနော်အဲ့တော့ဒီမှာကလည်းသူကလေးတလုံးလို့အပိတ်ကြတာဟုတ်ပြီနော်အဲ့တော့ခုနကတော့ဆရာပြခဲ့တဲ့ site ကလည်းသူကဟိုနှစ်၄၀၀ မဲ့ဖြင့်ညနေအထိလေဒီမှာအထိကစားရမှာဆိုတော့ဒီကောင်ကမိန်ကစားမှာနော်အဲ့ဒီကောင်ကသူတို့မိန်ကစားမှာဟုတ်လားနော်အဲ့ဒီကောင်ကဆရာတို့မိန်ကစားမှာနောက်တစ်ခုကသူကဒီနာလေးနေတစ်ချက်ကြည့်လိုက်နော်နဲနဲနဲနောက်တုံညာလေးတစ်ခွက်ရံပြီးမှရမယ်မိတ်ဆွေတို့နော်ဒီမှာ1 3 4 6တုံညာရှိ4 ဒီမှာ၄ရှိတာတဲ့ဒီမှာ၄ဆိုတုံညတို့ထိတ်ဝင်လာတုံည၄ဆိုတော့ဟာဒီပြန်ကဏ္ဍတစ်ခွက်ပူရတယ်နော်အဲ့ပြန်ကဏ္ဍတစ်ခွက်ပူရတယ်ဟဲ့လားကဲအတော့အဲ့၃ခွက်ပေါ့ဟုတ်လားနော်နှစ်လေးရတော့ main ပေါ့နော်နှစ်လေးကို main ဟဲ့လား၃လေးက၃လေးနဲ့ခွန်ခွန်နဲ့ရံပဲပေါ့နော်ဒါကတော့မိတ်ဆွေတို့ပြန်ကျင်လဲရံပေါ့ဟုတ်လားဆရာတို့အရန်ထည့်ပေးလိုက်မယ်နော်၃လေးနှစ်လေးရတော့အာပေါ့အာ main နေခုံပေါ့နော်ဟဲ့လားနှစ်လေးနေခုံကစားမယ်ဒါမှမဟုတ် ကျညနေပိုင်းထပ်မတင်ပြရင်လည်းအဲ့ဒီနှစ်လေးရနေကုန်ထိုးမယ်နော်ဟုတ်လားဒီနှစ်လေးရညနေပြပါဆက်ထိုးမယ်နော်ဒီတင်ပြရင်လည်းတင်ခဲ့ပြပါ Okay ဘောနော်ဟိုအလုရှုပ်လို့ခုနှစ်ဖြစ်လို့အကြောင်းမျိုးမျိုးကြောင့်ပေါ့နော်မတင်ပြခဲ့တော့ဟုတ်လားဒီမှာဒီနှစ်လေးကိုညနေဆက်ကစားမယ်နော်ဒီနှစ်လေးရပရိဒုပရိကကြားတတ်တယ်ပေါ့လीသဘောတူဟုတ်လားအဲ့တော့ဒီမှာနှစ်လေးကဒီမှာ နှစ်လေးမိန်ပေါ့ဟုတ်လားနှစ်လေးမိန်အားမယ်နော်အဲဒီကောင်ကနေကုန်ကစားမယ်ဟုတ်လားဒီကောင်နေကုန်နော်ဒီနှစ်လေးကနေကုန်ကစားမယ်ပြီးတော့ဒုံလေးခွန်ခွန်ဒီနှစ်ကွက်ကရံမယ်ပေါ့နော်ဒီနှစ်ကွက်ရံမယ်ဟုတ်လားကဲအားလုံးပဲစင်ပြကြပါသည်အားပေါ့နော်ဒီကောင်လည်းအားမယ်ဟုတ်လားကောင်းလားအားမယ် ျမ်းမိတ်ဆွေများစိတ်ချမ်းသာခြင်းကိုဤကျမ်းမှပြည့်စုံကြပါသည်လို့ဆန္ဒတွေတုံးတော့ပြည့်ကြပါသည်ဟုတ်လားကဲမင်္ဂလာရှိတော်ညချမ်းလေးဖြစ်ကြပါသည်လို့ကဲအားလုံးပဲဘိုင်ဘိုင်နောက်ပြန်ညနေချင်းစိတ်တူးလို့ကြိုးစားမယ်နော်တင်ပြအောင်လို့ဆရာထူးကြိုးစားပြီးတင်ပြမယ်ဟုတ်လားနောက်ခုနတော့ကဆရာမတင်ပြရင်ဟောတာဖြစ်မယ်ဆိုတာကြာအကယ်၍မြန်မာဖြစ်ခဲ့တော့ပြောပါနဲ့เนาะအဲ့ဒါကြောင့်ဒီကောင်ဦးညနေပိုင်းဒီစက်ထိုးမယ်เนาะဒီနှစ်လေးကိုကဲအားလုံးအဆင်ပြေကြပါစေဗျာဘိုင်ဘိုင်